လက်ရှိမှာတအူးမိဘတွေဖြစ်နေမယ်။နောက်ပြီးတော့မွေးကန်ဒီဖွားကန်ဒီဖြစ်နေမယ်မိဘတွေအတွက်ကိုအင်မတန်အသုံးဝင်မဲ့ mobile application လေးတစ်ခုကိုကျွန်မ sharing လုပ်ပေးချင်ပါတယ်။အားလုံးပဲမင်္ဂလာပါရှင်။ဒေါက်တာမမီ page ကနေကြိုဆိုပါရစေ။ကျွန်မကတော့ဒေါက်တာမြတ်သိမ်းမီမောင်ပါ။အာကျွန်မဒီတစ်ခါ video လေးထဲမှာတော့ပုံမှန်ပြောနေကြကျမ်းမာရေးနဲ့ပတ်သက်တဲ့အဲတကယ်အကြောင်းအရာကြီးတွေကိုပြောမှာမဟုတ်ဘဲနဲ့ကျွန်မရဲ့မိခင်ဘဝအတွေ့အကြုံလေးတွေပြန်ပြီးတော့ပြောပြပေးချင်ပါတယ်။အဲခလီကိုဘိုက်ထဲမှာကိုဝင်ဆရှိပြီဆိုတာသိကြရကျွန်မအနေနဲ့စာရင်းလိုက်ဖတ်တယ် အဲကိုကိုရန်ကတော့ဒီဆီယဝင်တူဦးဖြစ်နေတယ်ဆိုပေမဲ့လေအကလေးနဲ့ပတ်သက်တဲ့ဘဟုတုတ္တရီဆိုတာကကိုလိုက်ရှာတော့မှသာလိုက်ဖတ်တော့မှသာသိရတယ်ဆိုတာကိုအဲ့တော့မှသဘောပေါက်ခဲ့တယ်ပေါ့နော်အမိခင်တွေတော်တော်များအတိုင်းပဲစိုးရင်ပူပန်မှုတွေကလည်းသူများနဲ့အတူတူမချားမနာပဲကျွန်မမှရှိခဲ့တယ်ပေါ့နော်အဲ့ဒီထက်မှကျွန်မအခုထိသတိရနေတဲ့အရာလေးတွေကဘာလဲဆိုတော့အကိုကလေးကဒီဘိုက်ထဲမှာရှိနေပြီဆိုတဲ့အချိန်ကစပြီးတော့ကလေးရဲ့အပတ်ရည်လေးတွေကိုကျွန်မမှတ်တာပေါ့နော်အအစားကတော့ဒီဖုန်းကလန်ဒါလေးထဲမှာမှတ်တယ်နောက်ပိုင်းကျတော့အဲ့ ကနေရက်တီတွေ့ရတာခက်လာတဲ့အခါကျတော့ကိုကကိုနှုတ်လေးထဲမှာအဲငါသားလေးကတော့ဘယ်နှပတ်ရှိနေပြီစသဖြင့်လိုက်ပြီးတော့အဖတ်တယ်ပြီးလည်းပြီးတော့ဒီကလေးလေးဒီအရွယ်မှာဆိုရင်ငါ့ရဲ့ဘိုက်ထဲမှာတော့ကလေးက base size လေးရှိနေပြီလေ သူ့ရဲ့ကိုအင်္ဂါလေးတွေကဘယ်လောက်ထိဖွံ့ဖြိုးနေပြီလဲဆိုတာလေးတွေကိုလည်းအ Google မှာလိုက်ရှာတယ်လိုက်ဖတ်တယ်ပြီးတော့စိတ်ကူးရင်တယ်ပေါ့နော်နောက်ပြီးတော့အဲ့ဒီအချိန်မှာကျွန်မဖြစ်တတ်တဲ့ဒီဝေဒနာတွေလက္ခဏာတွေအကြောင်းလေးအင်တာနက်မှာလိုက်လိုက်ပြီးတော့ရှာရတယ်အာတစ်ခါတလေကျတော့လေကိုဖြစ်တဲ့လက္ခဏာတွေဝေဒနာတွေကများတဲ့အခါကျတော့ရှာတဲ့အခါခက်ခဲတာမျိုးလေးတွေလည်းရှိပါတယ်အဲ့တော့ ဒီအချိန်မှာအာကျမတို့ကလေးမွေးတုန်းကဒီတူမွေးတုန်းကဆိုရင်2020ပေါ့နော်တားကြီးကိုမွေးခဲ့တော့အခုကတော့ဒါ2025ရောက်လာပြီဆိုတဲ့အချိန်မှာလေဒီခေတ်ကာလကငါးနှစ်လောက်ကြာသွားတဲ့အမြောက်ကိုအများကြီးလဲတိုးတက်ပြောင်းလဲလာတယ်အမိဘတွေရဲ့ဘ ഹു တုတ္တရအသိပညာတွေကလည်းအရင်အထက်ပိုပြီးတော့ဒီအမြဲတမ်းတိုးတက်လာတယ်ပေါ့ပြီးတော့လေကျမတို့အတွက်ဒီ accessible ဖြစ်တဲ့ application လေးတွေကအစအနောက်စာတွေကအစပေါ့နော်ပိုပြီးပေါများလာတယ်ဒီအတွက်လေအခုခေတ်မိဘတွေကအရင် င်ထက်ဆိုင်ပို့ပြီးဘူးတုဒ္ဒရကိုလက်လန်းမိလာပါတယ်အဲ့ဒီအဲထဲမှာမလက်ရှိမှာတူးမိပါတွေဖြစ်နေမယ်နောက်ပြီးတော့မွေးကန်ဒီဖွားကန်ဒီဖြစ်နေမယ်မိပါတွေအတွက်ကိုအင်မတန်အသုံးဝင်မဲ့ mobile application လေးတစ်ခုကိုကျွန်မ sharing လုပ်ပေးချင်ပါတယ် အဲ့ဒါလေးကတော့ Mother and Child ဆိုတဲ့ application လေးပါအာကျွန်မတို့ဒီဖုန်းနေ iOS ပဲဖြစ်ဖြစ် Android ထဲမှာပဲဖြစ်ဖြစ်ပေါ့နော်သူက free download လုပ်လို့ရတယ်ဟော paid application မဟုတ်ဘူးပတ်စံပြီးတော့မှကြည့်လို့ရတဲ့ဟာမျိုးမဟုတ်ဘဲနဲ့အားလုံးအတွက် free application ပါသူကအဲ့ဒီ application ထဲမှာဆိုရင်အာကျွန်မသဘောအကျဆုံးကကြတော့စစချင်းကိုကအဲ့ဒီ application ထဲကိုဝင်လိုက်ပြီးဆိုတာနဲ့ကိုရဲ့ဒီနောက်ဆုံးရာသီလာခဲ့တဲ့ရက်လေးကိုထည့်ပြီးတော့တွင်းလိုက်မယ်ဆိုရင်လက်ရှိမှာခလေးလေးကဘိုက်ထဲမှာဘလောက် weak ဖြစ်နေပြီလေအဲပြီးတော့ကလေးလေးကဘယ်လောက်ထိကြီးထွားနေပြီလဲဆိုတော့ဟောပါသူကနေ့တိုင်းဒီ application လေးရဲ့ထိမှပြပေးနေရအဲကျမတို့ကဆိုရင်ကြတော့ကိုယ်ကလေးက၄ဘက်ဖြစ်ပြီး၅ဘက်ဖြစ်ပြီးဆိုရင်5 week မှာဆိုရင်ငါကလေးလေးဘယ်လောက်ဆိုက်ရှိပြီလဲဆိုတော့ Google မှာတက်တက်ရှာရတယ်ပေါ့နော်သူကကျအဲ့လိုရှာစရာမလိုတော့ဘူးအဲနေ့တနေ့ရောက်ပြီဆိုတာနဲ့အဲ့ application လေးတွေကိုဖွင့်လိုက်ပြီဆိုရင်အဲဒီနေ့တော့အဲကိုယ့်ရဲ့ကလေးလေးကဘယ်နှဘက်ရှိနေပါပြီဆိုပြီးတော့သူကပြပေးတယ်ဥမာ6ဘက်နဲ့3ရက်ရှိနေပြီအဲ9ဘက်နဲ့3ရက်ရှိနေပြီအဲ့လိုမျိုးလေးပြပေးတယ်ပြီးသွားတဲ့အခါဆိုရင်လေကလေးလေး ရဲ့ဒီလိုမျိုးရှိနေမဲ့ပုံစံအရွယ်အစား size ကလေးတွေရဲ့နောက်သူဘာလေးတွေဖွင့်ပြိုးနေပြီလဲဆိုတာလေးတွေလည်းပြပေးပါတယ်။ဒီ application လေးကတော့ကျွန်မတော်တော်လေးသဘောကျတာဒါနံပါတ်1အချက်ပေါ့နော်။နောက်တစ်ခုကကျတော့ဒီ apps လေးထဲမှာဆိုရင်ကျွန်မတို့ကဒီ health ဆိုတဲ့နေရာလေးပါတယ်။အဲ့ကျမ်းမာရေး health ဆိုတဲ့နေရာလေးမှာကျတော့သူကကျွန်မတို့ remind တွေလုပ်ပေးနေတာ။ ပုံမှန်ဆိုရင်ကိုဝင်ဆောင်မိခင်တယောက်ကလေကိုရဲ့ stress နဲ့ anxiety နဲ့ကိုကိုကိုယူဆိုင်ရမယ်ဆိုတာသိပေမဲ့တချို့မေ့သွားတဲ့အရာလေးရှိတယ်။ဥပမာရေတောက်ဖို့ပေါ့နော်။အဲ့ဒီထဲမှာဆိုသူကတနေ့ကိုရေဘလောက်တောက်တဲ့နယ်ဆိုတဲ့ဟာမျိုးလေးကအစ remind လုပ်ပေးတယ်။ပြီးရင် ကိုကရေးတောက်ပြီးပြီဆိုရင်လည်းဒီထဲမှာကိုကလိုက်ပြီးတော့မှတ်လိုက်ရုံပဲဒီနေ့တော့ငါရေးဘလောက်တောက်ပြီးပြီဆိုတာမျိုးလေးကိုလည်း tick လုပ်လို့ရတယ်။ဥပမာဒီနေ့ခုတစ်ခါလေးတောက်လိုက်တာကရေးကအဲ20 ml လောက်ပေါ့နော်အာဆုတ်ရုံလေးတောက်လိုက်တယ်ဆိုရင်လည်းဒီမှာ20 ml ဆိုတာလေးမှတ်လိုက်လို့ရတယ်ပြီး save လုပ်လိုက်လို့ရတယ်။အဲဆိုကိုဒီနေ့ရေးကို2000 ml တောက်ရမယ်ဆိုရင်အခုတော့20 ml တောက်ပြီးပြီပေါ့အဲ့လိုမျိုးမှတ်ပေးသွားရတယ်ပေါ့နော်။ အာနောက်ထပ်ဒီထဲမှာမှတ်လို့ရတာလေးက blood pressure နဲ့ blood glucose ပါအာ blood pressure ဆိုတာကကြာသွေးပေါင်ချိန်ပေါ့နော်ကျမတို့တွေကကိုဝင်လာရင်လာပြီးဆိုတာနဲ့အမျှကိုဝင်စိတ်တက်မှာကိုအင်မတန်စိုးရင်ကြရတယ်အာကိုဝင်စိတ်တက်တယ်ဆိုတာကကြာအရင်မင်းပြောရမယ်ဆိုရင်သွေးပေါင်တွေအများကြီးထိုးတက်သွားပြီးတော့ခလီယောမိခင်ရောပါအသံအညင်ရှိတဲ့အခြေအနေတခုပေါ့နော်အဲဒီလိုမဖြစ်စေဖို့အတွက်ဆိုရင်ကိုယ့်ရဲ့သွေးပေါင်ချိန်ကိုလည်းတိကျလေးအိမ်မှာလည်း monitor လုပ်ဖို့လိုအပ်တယ်ဒီအတွက်ကြောင့်မလို့သူကသွေးပေါင်ချိန်မှုပုံမှန်လေးချိန်မှု remind လုပ်ပေးတယ်ပြီးတော့အိမ်မှာသွေးပေါင်ချိန်ထားပြီးပြီဆိုရင်ရောအဲဒီနေ့မနက် မှာဘလောက်လဲအညံ့နေမှာဘလောက်လဲစသဖြင့်မှာ save ပြီးတော့မှတ်လို့ရပါတယ်အဲ့လိုပဲကိုဝင်ဆောင်စီးချိုရှိတဲ့သူတွေအတွက်ဆိုရင်လည်းဒီ black glucose ကိုမှတ်ဖို့အတွက်ကိုပါ remind လုပ်ပေးထားတဲ့နေရာလေးကြီးလည်းပါပါတယ်အဲနောက်တစ်ခုကတော့ကျမတို့လိုမျိုးခန္ဓာကိုယ်ဝါးတဲ့အမျိုးသမီးတွေပေါ့နော်အဲကိုဝင်ဆောင်ကာလမှာအရန်အဝလွန်သွားမယ်ဆိုရင် ခီးချိုတွေလည်းဝင်လာနိုင်တယ်မွေးရဖွာခက်ခဲတာမျိုးတွေလည်းရှိတတ်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ဒီထဲမှာကျမတို့ကို weight ကလေးတွေကို remind ဖြစ်နေဖို့အတွက် weight tracker လေးပါထည့်ပေးထားပါတယ်အဲ့တော့လက်ရှိမှာကိုယ့်ရဲ့ခန္ဓာကိုယ် weight ကဘယ်လောက်ရှိနေပြီဆိုရင်ဘယ်လောက်ပဲတက်တင်နေအခုတော့အဲဘယ်လောက်တော့ရှိနေပြီငါကတော့ဒီနှစ်ယောက်စာစားမယ်ဆိုပြီးတော့ဗောနော်အတင်းကာရောမစားသင့်ဘူးဆိုတော့အတိလေးပါဝင်အောင်လို့သူကအဲဂယုစိုက်ပေးနေရေဗောနော်အဲနောက်ထပ်တစ်ခုကကြတော့သူမှာ belly second friends ပါကျမတို့ရဲ့ဒီ bike ပက်လေးကလေးရဲ့ growth ကိုတည်ရဖို့အတွက်ကို bike ကိုတိုင်းနဲ့ဒီ second friends နေရာလေးပါပါတာပါအဲ့နေရာလေးမှာလေကိုယ့်ရဲ့ bike အတိုင်းဒါ measurement လေးကိုအိမ်မှာတိုင်းပြီးတော့ထည့်ထားလို့ရပါတယ် ပြီးတော့ဒီ half refashion လေးထဲမှာအရေးအကြီးဆုံးအချက်ကကြတော့ကလေးလေးရဲ့ fit ရဲ့ kick count ကိုမှတ်လို့ရတာပါကလေးလေးတွေကဒီ bike ထဲမှာအမြဲတမ်းကျမတို့ကသူတို့ရဲ့လှုပ်ရှားမှုလေးတွေကိုခံစားပြီးတော့သိနေရတယ်ဆိုပေမဲ့အဲ့ဒီ fit ရဲ့ kick count လေးတွေကိုကလေးလာရင်လာပြီဆိုရင်မှတ်ဖို့ကပိုပိုအရေးကြီးလာပါတယ်။ဘာကြောင့်လဲဆိုတော့ကလေးလေးက bike ထဲမှာအကြာကြီးအရင်ငြိမ်နေခဲ့မယ်ဆိုရင်သူ distress ဖြစ်နေသလားအဲကလေးမြေကျမ်းမာရေးအခြေအနေတခုမကောင်းလို့လားဆိုတော့တန်းပြီးတော့သိရနိုင်မှုအတွက်ပါ ီအတွက်ကြောင့်မလို့ကလေးလေးတွေကနှစ်နာရီအတွင်းမှာဆို၁၀ချိန်အနည်းဆုံးလှုပ်ဖို့အတွက်လိုအပ်ပါတယ်ဒီလိုမျိုး feeder kick ကောင်းမှတ်ဖို့အတွက်ကိုလည်း तू က tracker လေးပါတဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့ကလေးကိုလာရင်လာပြီဆိုတာနဲ့ဒီ feeder kick ကောင်းလေးတွေကိုဒီထဲမှာမှတ်တာကမိမိတွေအတွက်အမြဲတမ်းအကျိုးရှိမှာဖြစ်ပါတယ်ရှင်နောက်ထပ် fashion လေးတစ်ခုကတော့ explore ဆိုတဲ့ဟာလေးပါ तू ကအဲ့ explore ဆိုတဲ့ button လေးကိုနှိပ်လိုက်ပြီဆိုရင် ခလေးနဲ့မိခင်နဲ့ရဲ့အတွက်ကျမ်းမာရေးဆောင်းပါးလေးတွေပြီးတော့မိခင်နေအတွက်တီးတဲ့နဲ့ဒီ articles ကျဆောင်းပါးလေးတွေပေါ့နော်ဒါလေးတွေထပ်ပြီးတော့ကြာလာပါတယ်ဒါအပြင်အဟာရဆိုင်ရာဆောင်းပါးလေးတွေအကိုဝင်ဆောင်တဲ့အချိန်မှာဘာတွေစားသင့်တယ်ဘာတွေမစားသင့်ဘူးဘယ်လောက်စားရမလဲအဲ့လိုဆောင်းပါးတွေအစုံအလင်ကြာလာတယ်ပေါ့နော်အခုနကကျွန်မအစမှာပြောခဲ့သလိုမျိုးဒီမိခင် note တိုက်တဲ့အခါမှာဒီ brush pump နဲ့တိုက်မယ်ဆိုဘယ်လိုလုပ်ရမလဲဆိုတာမျိုးကအစဒီထဲမှာဆောင်းပါးလေးတွေပါတယ်ပြီးတော့ morning sickness ဖြစ်တဲ့အခြေအရို့နောက်ကိုယ်ဝန်ဆောင်တဲ့အချိန်မှာခေါင်းကိုက်တဲ့ဟာတို့အဲ့ဒါတွေကို Google လိုနေရာမျိုးတွေမှာတီးတဲ့ရင်ကျမတို့လိုက်ရှာနေပြမလို့တော့ပဲနေဒီ application ထဲမှာပဲကိုယ်လက်ရှိဖြစ်နေတဲ့ကျန်းမာရေးပြဿနာအတော်များများကိုသုံးဆောင်နေနေတဲ့ဒီမှာတစ်ခါလေးဖတ်ရှုလို့ရပါတယ်အဲနောက်ဆုံးအချက်ကကြတော့ဒီမှာ journaling လုပ်လို့ရတာပါ ကျမတို့တွေကိုဝင်ဆောင်တဲ့အချိန်မှာဆိုရင်နည်းနည်းလေး emotion တွေများတတ်ကြတယ်။အဲကိုသူများကိုမပြောချင်မဲနဲ့ကိုကိုယ်တိုင်ပဲစိတ်ထဲမှာရှိရဲခံစားချက်လေးလေးရှိရဲပေါ့နော်။အဲအဲ့လိုမျိုးကိုယ့်ရဲ့ mood လေးတွေကို journaling လုပ်လို့ရတယ်။ဒီထဲမှာဘယ်သူမှမမြင်အောင်လေးစာလေးနဲ့မှတ်ပြီးတော့ရေးထားလို့ရပါတယ်။အဲ့တော့ကိုကအတန်နဲ့ပြောချင်တယ်ဆိုရင်လည်း audio function လေးရှိပြီးတော့ဒီနေ့တော့ mood ကောင်းနေလားမကောင်းနေဘူးလားဆိုတာလေးကိုလည်းအဲ့လို happy ဘာညာအဲ့လိုရွေးလို့ရပါတယ်။အဲ နောက်ဆုံးသဘောကျတဲ့အချက်ကလေးကကြတော့ဒီထက်မှာ medical record လေးတွေပါမှတ်လို့ရတာပါကျမတို့ဒီ fake ယုံ fake ပြတဲ့အခါမှာ ultrasound အဖြေသွေးအဖြေနောက်ဆရာမကြီးတွေကပေးလိုက်တဲ့ဘာလို့ကမေဆွေဟာလေးတွေပေါ့နော် record လေးတွေကိုပျောက်မှာဆိုရဲဆိုရင်ဓာတ်ပုံရိုက်ထားပြီးတော့ဒီထက်မှာ file လေးနဲ့တခါတည်းထည့်မှတ်လို့ရတယ်။ medical record သိမ်းတဲ့နေရာလေးပါပါပါရှင်။ ဲ့တော့ကျွန်မအနေနဲ့ဒီ application လေးကိုခြုံပြရမယ်ဆိုရင်အာလက်ရှိတူကိုဝင်ဆောင်မိပါတွေပဲဖြစ်ဖြစ်အဲ claim မွေးပြီးခါစားမိခင်တွေပဲဖြစ်ဖြစ်ပေါ့เนาะသိချင်တာလေးစုံစုံလင်လင်လေးနဲ့ကိုယ့်ရဲ့ဒီ pregnancy journey လေးကိုဖြတ်သန်းလို့ရမယ့် application တခုလို့ညွှန်ချင်ပါတယ်။ပြီးတော့ paid application လည်းမဟုတ်တဲ့အပြင် အားလုံးလည်းအခမဲ့လည်းဖတ်ရှုလို့ရတယ်။ပြီးတော့အကောင်းဆုံးချက်ကကြတော့အခုပြထားသလိုမျိုးအင်္ဂလိပ်ဘာသာနဲ့ပဲမဟုတ်ဘဲနဲ့ကျွန်တော်တို့ကမြန်မာဘာသာနဲ့ပါဖတ်ရှုလို့ရပါတယ်။ဒီအတွက်ကြောင့်မလို့အားလုံးအတွက်လည်းပို့ပြီးတော့အဆင်ပြေပြီးသုံးရလွယ်မယ်လို့ထင်ပါတယ်ရှင်။ တော့ဒါလေးကတော့ဒီ application လေးကိုကျွန်မညွှန်တာပါအာမေမေဒီအနေနဲ့ဆိုရင်ဒီ application လေးကိုကိုယ့်ရဲ့ phone က iOS ပဲဖြစ်ဖြစ် Android ပဲဖြစ်ဖြစ်အလွယ်တကူဒီ Play Store တို့နောက်တစ်ခါကျတော့ application store တို့ကနေပြီးတော့ download လုပ်ပြီးတော့ကိုယ့် phone လေးထဲမှာအမြဲတမ်းသုံးနိုင်ပါတယ်လို့ဒါလေးကမေမေဒီအတွက်အင်တာအသုံးဝင်ပါပါရှင်အခုလိုမျိုးကျွန်မရဲ့ video လေးကိုကြည့်ရှုပေးကြတဲ့အတွက်အားလုံးကျေးဇူးများတင်ပါတယ်